ားလုံးပဲမင်္ဂလာပါ Plan Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အမေရိကန်နိုင်ငံသားကိုဒန်နီဘာဟာသူ့ရဲ့နိုင်ငံကိုကြောက်ခိုင်းပြီးထွက်ခွာသွားခဲ့ကြပါတယ်။ဒီရတာကပြည်내တုံးခုပေါင်းလာတဲ့လူကြီးထထောင်ပုံများပါတယ်။ဘယ်သူမှကြည်ကြလောက်မမေ့ရကြပေမဲ့လူတိုင်းစိတ်ထဲမှာတွေးနေတဲ့မိကွန်ကတော့အမေရိကန်အိမ်မက်ကတည်ဆုံနေပြီလားဆိုတာပါပဲ။ဒီနေ့မိုးဖက်ရမြေကိုအကြောင်းတန်းနဲ့ချီတဲ့နိုင်ငံသားတွေဆွလွတ်နေရတာလဲဆိုတဲ့ဘဝချက်တွေကိုဖော်ထုတ်ပြမှာဖြစ်ပြီးသင်ပါနောက်တစ်ယောက်ဖြစ်လာတင်သလားဆိုတာစဉ်းစားဖို့အချက်လက်တွေပေးပါမယ်။

တို့ရဲ့အင်္ဂါကနေတူနီပါကုန်ကြတဲ့ဂျမားရဲ့အမားကန်ဂျီပေးဖို့အတွက်ကြပြားချင်းစီကိုရေတွက်နေကြရပါတယ်။ဒီကားကမိသားစုတွေဟာလမ်းကိုကိုတင်ကြပေးမဲ့အစားတနက်တန်နေကြရင်ဘလို့ကောင်းကိုပုံအောင်ရမလဲဆိုတာကလေးတွေကိုတင်ပေးနေကြရပါတယ်။ဒါတခြားသူတယောက်ရဲ့ပုံမြင်မဟုတ်ပါဘူး။အမေရိကန်တဝက်မှာအခုလက်ရှိဖြစ်ပျက်နေတာပါပဲ။အနောက်စကြခုနဲ့နောက်ပိုင်းကြီးမားဆုံးတိုးတက်မှုဖြစ်လာခဲ့ပါတယ်။မပြောသေးရမနေ့က38ဆင့်ကနေအခုအဆင့်50ဖြစ်သွားပါတယ်။ကော်ဖီက40ခန်းလုံးတက်ပြီး 7.69ဒေါ်လာဖြစ်သွားပါတယ်။အမေသားက6.89ဒေါ်လာကနေ8.69ဒေါ်လာကိုကုန်တက်သွားပါတယ်။ဒေရီဒီလောက်တက်နေတော့အမေရိကန်တွေများပြားနေတိုင်းအစားလျှော့နေကြရပါတယ်။ဒါကြောင့်52ရာခိုင်နှုန်းသောအမေရိကန်တွေကဒီပတ်မှနေထိုင်တာကိုပြီးတက်တာပြီးဘဝရည်သွေးပုံမြင့်နေလို့ယုံကြည်လာကြပါတယ်။သူတို့ theory ကဆုံးပြတ်တာမဟုတ်ပါဘူး။ပတ်ဆိုင်တဲ့ကကေကနန်းတွေကိုနိုင်ရှင်ပြီးဆုံးပြတ်လိုက်ကြတာဖြစ်ပါတယ်။ဥပမာမဂစီကိုဒါမှမဟုတ် Costa Rica မှာ အမေရိကန်စီးရဲရဲ90ခိုင်နှုန်းကနေ60ခိုင်နှုန်းနဲ့မိသားစုတွေတတောင်တတနေနိုင်ကြပါတယ်။အဲဒီပတ်စံနဲ့အမေရိကန်မှာရမိုက်အမခန့်ကြီးကိုတော့မနေပေးနေရတဲ့အခြေအနေပါပဲ။ဒါမှကမျိုးသမီးတူပြောပြတာကိုနားထောင်ကြည့်ရင်စူပါမားကတ်ကိုသွားတယ်။အနည်းဆုံးဒေါ်လာ300ကုန်ကြပါတယ်။ရစ်စင်မီကုန်ကြစီးက90ခိုင်နှုန်းတက်လာပြီးအရင်ကထက်ဝင်ငွေပိုရပေမဲ့လာကုန်ရင်ပတ်စံနည်းနည်းပဲကျန်တော့တယ်လို့ပြောခဲ့ပါတယ်။အဲမှာမှာတရောင်းလာနေဖို့အတွက်တနေ့ကိုဒေါ်လာ3000တထောင်ရှာရမယ်လို့ပြောခဲ့ပါတယ်။အမေရိကန်များစုအတွက်ဒါဟာ တကူတဲတော့မှမရှိနိုင်ရင်ပါဘူးပြီးတော့ကမ္ဘာနံပါတ်၁စီးပွားရေးဖြစ်တယ်လို့ကိုကိုကိုဂုဏ်ယူနေတဲ့အမေရိကန်မှာတာမန်လုပ်သားတွေကသူတို့ရဲ့ကိုပိုင်နိုင်ငံတွေမှာကျုံနေနေတယ်လို့ခံစားနေကြရပါတယ်တေကုံကြစေကအင်္ဂါကားတက်များလာရင်အမေသားကနိုင်ငံပစ္စည်းဖြစ်လာရင်လူတွေကနေဆက်ကိုကြော်ကြည့်ကြတာပါပဲတိတ်ကနေကျုံဟုတ်ကိုအစင်ချရတာမျိုးဖြစ်လာပါတယ်တစ်သက်လုံးစူးစမ်းကြရတာရဲ့ဆူလက်ကသူတို့နဲ့နာခံရတာဖြစ်နေပါတယ်အမေရိကန်ပြည်ထောင်စုကကမ္ဘာပေါ်က ဘယ်နိုင်ငံထက်မဆိုကျမိုက်ဆောင်ရှားမှုအတွက်ပို့ပြီး30ရဲ့ပါတယ်။လူချင်းတနည်းကိုဒေါ်လာ2500ကျပ်30ရဲ့ပါတယ်။ဒါချန်တာတဲ့နိုင်ငံတွေရဲ့ပြည်များထက်နဲ့စာပါပဲ။ဒါပေမဲ့အမေရိကန်တွေကပြောင်းဝင်စီသွားဖို့ကိုအကြောက်ဆုံးဖြစ်နေကြတော့ပါပဲ။ GDP ရဲ့20%ခန့်လုံးကိုကျမိုက်ရဲ့အတွက်သုံးပေမဲ့ရလဒ်တွေကမများတာပါဘူး။အမေရိကန်တွေပြောင်းဝင်စီသွားတဲ့အခါဒီပေကိုငါတက်နိုင်ပါမလားဆိုတာကိုယင်မိကြပါတယ်။ရေဘော်ခန်းကိုသွားပြီးပတိလေးနည်းနည်းစီးုံနေတော့ ဒေါ်လာ3000ကနေ5000ကျတဲ့နိုင်ပါတယ်။တဲယုံနဲ့ဝင်လိုက်တာနဲ့နောက်ကစားယုံနဲ့ဝင်လိုက်တယ်လို့ပါပဲ။ယမအီနဲ့ထွက်လာမလား။ဒါမှမဟုတ်အတူဝတ်တံပိုးရှိတယ်။ကုန်ကြစိတ်ထွက်လာမလားမသိနိုင်ပါဘူး။အမေရိကန်6သိန်းခွဲကျော်ဟာပုံမကောင်းမနဲ့ယမအီချောင်းချောင်းမှုအတွက်ဒီဘောက်ကိုပြောင်းကျင်တယ်လို့ဝန်ခံထားကြပါတယ်။ကနေဒါ၊စပိန်၊ထိုင်းနိုင်ငံတွေမှာဈေးတက်တဲ့ဈေးယုံတွေကိုချပွေနေကြပါတယ်။အမေရိကန်52ရာခိုင်နှုန်းဟာကုန်ကြစိတ်ကြောင့်ကုသမှုကိုရှိဆိုင်ခဲ့ကြတာဒါမှမဟုတ်လုံအောင်ချောင်းခဲ့ကြတာဖြစ်ပြီး နေဝင်ငွေဒေါ်လာ၄000မီတာစုတွေမှာဆိုရင်63ရာခိုင်နှုန်းရှိရှိပါတယ်။သူတို့ကတက်ရှင်ဖို့အတွက်သူတို့ရဲ့ဂျမိုက်ကိုဆွလွန်နေကြရပါတယ်။ဂျမိုက်ဆိုတာအခြေခံလူခွင့်ရေးဖြစ်တဲ့ပေမဲ့အမေရိကန်မှာတော့ဂျမိုက်ရေးနဲ့ဝေကြီးကြကရဆက်ကြံကြုတ်တဲ့လဲလဲမှုဖြစ်သွားခဲ့ပါတယ်။2024ခုနှစ်ဘာလုံးဆိုင်ရာငင်းငယ်ရေးအညွန်ကိန်းရာရောက်အမေရိကန်ငွေကြေးအလင်းမြတ်သောတာဆင်းနေတဲ့ဒေတာကိုရင်ဆိုင်နေရပါတယ်။လူရည်တဲ့တနက်ပုံများနေတဲ့နိုင်ငံမှာအမေရိကန်တွေကသူတို့ရဲ့ကလေးတွေကြောင့်ကနေ ိမ်ကိုဘီကင်းစွာပြန်လာပါမလားဆိုတာကိုစိုးရိမ်နေကြရပါတယ်။ဒီကောက်ဒါမှမဟုတ်ဟိုစတန်မှာမိဘတွေဟာသနက်စံကြာရင်ခေါင်းကိုပုံအောင်ဖို့ကလေးတွေကိုတင်ပေးနေကြရပါတယ်။ပေါ်တူဂီနိုင်ငံလက်စကွန်ကိုပြောင်းသွားတဲ့အမေရိကန်မိသားစုတစုကပြောပြရပါတယ်။ဒီမှာတော့ကလေးတွေကိုသူစံနဲ့စီနီယာတန်တွေကနေပုံအောင်နိုင်ဖို့တင်ပေးစရာမလိုပါဘူး။နိုင်ငံကိုဘယ်လိုပုံမှန်ကူရမလဲဆိုတာကိုပဲတင်ပေးရပါတယ်။အမေရိကန်တွေကပတ်စံတာမှမဟုတ်အလုံးကြောင့်ထွက်သွားတာမဟုတ်ပါဘူး။သူတို့ရဲ့ကိုပိုင်တွေမှာ လုံခြုံရေးမရှိတော့ဘူးလို့ခံစားရလို့ထွက်သွားကြတာပါပဲလုံခြုံရေးဆိုတာခနစ်တစ်ခုရဲ့တာဝန်မဟုတ်ပဲကိုပိုင်တာဝန်ဖြစ်လာခဲ့ပါတယ်ဓမ္မရာကိုကိုပသာကိုဝယ်ရတယ်ကိုလိုဂျုံနဲ့ចောင်းကိုလည်းကိုတိုင်ရွေးချယ်ရပါတယ်ဒီတော့နိုင်ငံတကာနိုင်ငံကသူ့ရဲ့နိုင်ငံသားတွေကိုသူတို့ရဲ့အိမ်နဲ့ចောင်းတွေမှာတော့လုံခြုံမှုမပေးနိုင်ဘူးဆိုရင်ဝေကြီးဒါမှမဟုတ်လောက်ကိုင်းတွေကဗာဒိပဲရှိမလဲဒီခြေကံအုံမြေပြိုလဲသွားတဲ့အခါကျန်တဲ့အရာအလုံးအိမ်မက်တွေလွတ်လပ်မှုတွေခွင်လန်းတွေဟာစကုပ်ပေါ်ကမှင်နေဖြစ်သွားတာပါပဲ။ ဒါပေမဲ့ထောင်ထဲချီတဲ့အမေရိကန်တွေဟာသူရဲ့ဇာတိမြေကနေထွက်ပြေးခြင်းနဲ့နောက်ထပ်နည်းနည်းတဲ့အကြောင်းရင်းတစ်ခုရှိနေပါသေးတယ်။ဒါကတော့အခွန်နဲ့အချို့ရေလောက်တော့လုံးနည်းတွေကသူတို့ကတတ်တာလုံးချီနှောင်ထားလို့ပါပဲ။တင်ဟာအမေရိကန်နိုင်ငံသားဖြစ်နေတဲ့ဒါကလည်းမနေ့20နေပါစေ။ဘာလုံးဆိုင်ရာခွန်တွေကိုဆောင်ရပါအောင်မယ်။နောက်တစ်ချက်ကနေဥပဒေစတင်ပြီးနောက်ပိုင်းဘာတဝမ်ကဘန်တွေကတင်းရဲ့ငွေစင်းတွေကို IRS ပြည်တွင်းခွန်ထာနာကိုစီရင်ခံရပါတယ်။အမေရိကန်နိုင်ငံကလက်မှတ်ဟာခီးတော်လက်မှတ်တသက်မဟုတ်တော့ပါဘူး။ န္တရာယ်ဆိုင်ရာတန်ကြိုးတစ်ခုပြစ်လာခဲ့ပါပြီ။နေ့စဉ်လူပေါင်း3500ခန့်နိုင်ငံသားအဖြစ်ကိုတရားဝင်ဆွလွတ်ကြပြီး2020မှာဆိုရင်စနေနေ့6000နီးပါးရှိခဲ့ပါတယ်။ဆွစ်ဇာလန်ကနီးပညာအင်ဂျင်နီယာတို့ဟာအမေရိကန်မှာငွေမရှိဘဲနဲ့တော့ IRS ဆရာဆရာနဲ့လို့ပို့အတွက်ဒီနေ့ကိုဒေါ်လာ1000ကုန်ကြတဲ့အခွန်ရှင်းတွေကိုငားရန်ခဲ့ရပါတယ်။ကျွန်တော်အမေရိကန်ကိုချစ်တယ်ဒါပေမဲ့ IRS ကိုတော့ချစ်လို့မရဘူးလို့သူကတပြင်းချပြီးပြောခဲ့ပါတယ်။အမေရိကန်တွေခွန်ဆောင်ရတာကိုမမောင်းကြပါဘူး။သူတို့ဟာတသက်တာလုံး တန်တရားရှိသူတွေလို့ဆက်ဆံခံရတာကိုမုံကြပါတယ်။အမေရိကန်တွေကလူချင်းစိတ်နေပါလို့ထွက်သွားတာမဟုတ်ပဲ။ဘာရဲတစ်ဖက်ချမ်းမှာတော့ပိမိနေတယ်လို့ခံစားရလို့ထွက်သွားကြတာပါပဲ။အမေရိကန်နိုင်ငံကလက်မှတ်ကိုပြန်ပေးလိုက်မှသူတို့ရဲ့စစ်မှန်တဲ့လွတ်လပ်မှုစတင်တယ်လို့ယူဆကြပါတယ်။အဲမဲ့ဒီတော့ခါလို့တဲ့အိမ်မက်ကိုအရင်ကတည်းပုံမလွယ်ကူစေတဲ့အရာတစ်ခုရှိပါတယ်။ဒါကတော့အဝေးထိန်လုံးနဲ့ Digital Nomad Visa ပါပဲ။ Lisbon က coffee ဆိုင်မှာထိုင်ပြီး coffee တောက်နေပြီမြေ New York ကနေတင်လာစားကပုံမှန်ဝင်နေပါတယ် ဒါစေကူးရဲ့အိမ်မက်တော့မဟုတ်ပါဘူးလူတန်းပေါင်းများစွာရေမြေကျက်မှုဖြစ်လာနေပါတယ်နိုင်ငံပေါင်း40ကျော်ဟာ digital nomad visa တွေဖွင့်ပေးတာပြီး American company တွေလုံးလုံးနေရင်ပြပမှနေထိုင်ခွင့်ပေးတာပါတယ် American တွေကလုံးမစွန့်ပဲနိုင်ငံမှာထွက်ခွာနိုင်ပြီဆိုတာသိလာကြပါတယ် laptop နဲ့ wifi ရှိုံနဲ့မဂစီကို super mall ကနေလုံးလုံးရင်တက်မရအမခန့်ချက်စီတဝက်ကိုတက်တာစီနိုင်ပါတယ်အသက်50ရွယ် programmer တို့ဟာဝဟာကကိုပြောင်းသွားခဲ့ပါတယ်အင်္ဂါကသူမရဲ့ အရင်ကျမရဲ့အမခန့်ကြီးရဲ့တဝက်ပဲကုံတော့ပါတယ်။ဒါကောဘသူကမလုပ်ပဲနေမလဲ။ဒါကြောင့်နိုင်ငံသားကိုတန်းနီးပါဟာအကြောင်းထောက်ကသွားလဲဆိုတာကိုရှင်းပြနိုင်ပြီတင်ပါတယ်။ဒါဒီစကားကျမကြီးလုံချိုကြီးကနေဖပြေးတာတွေမဟုတ်ပါဘူး။ဒီပညာနဲ့ကမ္ဘာလုံးဆိုင်ရာခွင့်လန်းတွေကိုတုံးချပြီးအလုပ်တူတူလုပ်ရင်ပုံမကောင်းမှုနဲ့ဘဝကိုဆင်းပြင်းတင်လိုက်တာပဲဖြစ်ပါတယ်။ဒီနေ့2025မှာတော့လူပေါင်း၄၈၀၀နီးပါဟာအမေရိကန်နိုင်ငံသားအဖြစ်ကိုတရားဝင်ဆွလွတ်ခဲ့ကြပါတယ်။ဒါနိုင်ငံသားအဖြစ်ရယူဖို့မဟုတ်ပဲ ပုံမပွားရနိုင်ငံရဲ့နိုင်ငံသားအဖြစ်ကိုပယ်ချဖို့တန်းစီနေသူတွေပါပဲသူတို့အမေရိကန်ကိုမချစ်လို့တော့မဟုတ်ဘူးနိုင်ငံကူးလက်မှတ်ကိုချွေလက်မှတ်ကနေချီချိုးပြစ်ပြောင်းလဲပြစ်လိုက်တယ်မမြင်နိုင်တဲ့ဝန်တို့ဝန်ပေါ်တွေအခွန်တွေရှုပ်ထွေးတဲ့စာရွက်စာတမ်းတွေကခဏရင်မရှိတော့လို့ပါပဲခွင်လန်းတွေတစ်ချိန်ကအားကြခဲ့ရတဲ့နိုင်ငံဟာအခုတော့နိုင်ငံသားတွေထွက်ပြေးဖို့ကြောက်ဝေးနေတာကိုမြင်နေရပါတယ်သစ္စာရှိသူတွေအောင်မြင်သူတွေရွေးချယ်နိုင်သောရှိသူတွေပါတော့ကောက်ဖို့ဆုံးဖြတ်တဲ့အခါအမေရိကန်အိမ်မက်ကိုဘယ်သူကဆက်လက်ရှင်သန်အောင်လုပ်ပေးမလဲ အိမ်မက်ဆိုတာတစ်ချင်းကသင်ကြီးပုံအိမ်ကားအပြည့်ဆုံးညစာအပြည့်ဆုံးငင်းချမ်းရေးဒီနေ့တော့ကုံစုံဆိုင်ဒီလွတ်တွင်အင်္ဂါကနဲ့ထထုန်နီဘကုံကြတဲ့ဈေးဝါးဒီကျောင်းတကားဝါကပြည့်တင်ထန်နေတဲ့အကြောက်တရားတွေအထိတော့ဝင်သွားခဲ့ပါတယ်ဒီနေ့နဲ့ဘဝအတွက်ပေးခင်မှုလေးစားမှုအခွင့်အလမ်းကိုရှာပွေနေရင်အမေရိကန်ကိုတန်နီဘထွက်ခွာသွားခဲ့ပါတယ်ဒါခနာဒါရွှေပြောင်းမှုလားဒါမှမဟုတ်အမေရိကန်ဟာသူ့ရဲ့စိတ်ဝိညာဉ်ကိုဆုံးရှုံးနေပြီဆိုတဲ့လက္ခဏာလားဒီအနေနဲ့ ထွင်ရေးရှိရင်နိုင်ငံမှာဆက်နေမလားဒါမှမဟုတ်နေဆက်ကိုကြော်ပြီးဘွားသိရှာမလားတင်းရဲ့တွင်မြို့တွေကိုလည်းကွန်မတ်မှမန်းခဲ့ပေးနိုင်ပါတယ်ဗီဒီယိုလေးရောက်ဒီလောက်ပါပဲနောက်ဗီဒီယိုမှာကိုမကောင်းမွန်တဲ့အကြောင်းအရာတွေပြန်လာခဲ့ပါမယ်